ကချင်ပြည်နယ်ဖက်ကန့်မြို့နယ်မော်စီစာကျေးရွာမှာကြောက်စိမ်တူးဖော်မှုတွေကိုရွာမရက်ကွက်အတွင်ရှိရွာမဘုံကြီးကျောင်းတာတနာတော်ပိုင်နေမီတွေအထိဝင်ရောက်တူးဖော်မှုများလှုပ်ဆောင်နေတယ်လို့ဒေတာခန်တွေထံကနေသိရပါတယ်။ပြီးခဲ့တဲ့လအတွင်းကနေစပြီးမော်စီစာကျေးရွာအနီးရှိဒေတာခန်ပြည်သူတွေရဲ့နေအိမ်တွေကိုပေါက်ဆေးထက်လျှော့ဝေကကြောက်စိမ်တူးဖော်ခြင်းတွေကိုပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါမှာသာသနာတော်ပိုင်နေမြေတွေအထိပါချိတ်ထွန်ပြီးကြောက်စိမ့်တူးဖော်မှုတွေကိုပြုလုပ်နေတာတက်ဆိုင်ရအကြီးအကဲတွေနဲ့တာဝန်ရှိအဖွဲ့အစည်းများကတားမြစ်ပေးရန်လိုအပ်မှုရှိနေတယ်လို့မော်စီစာကျေးရွာနေပြည်သူတအူးကပြောပါရယ်ဒေသခံနေအိမ်တွေကိုဝေပြီးကြောက်စိမ့်တူးဖော်မှုတွေကိုပြီးခဲ့တဲ့လကမော်စီစာကျေးရွာမှာလုပ်ခဲ့တယ်။အခုတသနာတော်ပိုင်းနေမြေတွေအထိပါကြောက်စိမ့်တူးဖော်ဖို့လှုပ်လာပြီးဒါကိုတာဝန်ရှိအဖွဲ့တွေနဲ့အကြီးအကဲတွေကတားမြစ်ပေးဖို့လိုနေပါတယ်လို့အမိမဖော်လူတူဒေသခံတအုပ်ကပြောပါရယ် လုံခင်ကျေးရွာအုပ်စုမော်စီစာကျေးရွာအတွင်ရှိဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုပြီးခဲ့တဲ့ဧပြီလအတွင်းကနေစပြီးကြောက်စိမ့်တူးဖော်ရန်အတွက်လုပ်ငန်းရှင်များမှလိုက်လံဝေယူမှုများရှိခဲ့ပြီးကြောက်စိမ့်တူးဖော်မှုတွေကိုလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။လက်ရှိမှာတာသနာတော်ပိုင်နေမြေအတွင်းထိဝင်ရောက်လာကကြောက်စိမ့်တူးဖော်မှုတွေကိုလှုပ်ဆောင်နေခြင်းဖြစ်တဲ့အတွက်တက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့အမြန်ဆုံးတားမြစ်ပေးရန်နဲ့ထိရောက်တဲ့အရေးယူမှုတွေကိုလည်းလှုပ်ဆောင်ပေးရန်ဒေသခံတွေကလှူလာနေကြပါရဲ့။